ကျွန်တော်တော့ moment ထင်တယ်ကျွန်တော် character ကတော့ main ကြီးကတော့ချက်ချင်းစရာတခေါမှမရှိတော့ဘူးဒါပေမဲ့သူ့ character ကိုတော့အဲ့လိုမျိုးသဘောကျတယ်အဲ့လိုဖြစ်မယ်ထင်ပါတယ်เนาะအဲ့လိုလေးပဲဒါပေမဲ့အပြင်းမတော့နည်းနည်းညှစ်ပတ်တယ်ပေါ့အဲမဟုတ်တာကျွန်မကတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလုပ်ခဲ့တဲ့ project လေးပေါ့เนาะဆိုတော့ဒီရင်းမာကိုဆရာစိုးတိုက်ကတို့ကနေပြီးတော့တွေ့ဒီ soft အာ ဝိတ္ထုတော်လေးတွေပေါ့ဝိတ္ထုတော်လေးတွေကိုဟိုလှုပ်ရှင်လှုပ်ဆိုပြီးတော့ခွင့်ပြုပေးထားတဲ့ဇာလန်လေးနှစ်ပုဒ်ရှိရပါတော့เนาะအဲ့ဒီနှစ်ပုဒ်တည်းရနေပြီးတော့ကျွန်တော်တို့ဘဏ္ဍရွေးမိတာရဏံပေါ့ရဏံဆိုတဲ့ဝိတ္ထုတွေကျွန်တော်တို့ရွေးလိုက်တာဆိုတော့အဲ့အရာနေကျွန်တော်တို့လှုပ်ဖြတ်ကြတာပေါ့ငွေချင်းတွေစုပြီးတော့ဒီအိုင်းလေးငါတို့လှုပ်ကြည့်ကြမယ်ဆိုပြီးတော့လှုပ်ကြည့်ရင်လည်းမထွက်ဖြစ်တာအဲ့ဒါလေးကနှစ်နှစ်လောက်တော့ရှိခဲ့ပြီးတော့အခုတော့ကျွန်တော်တို့တကယ်ရောက်ပြီပေါ့နော်တကယ်ရောက်ပြီပေါ့အဲ့လိုလေးပါအဲ့လိုလေးဇာလန်လေးကတော့အဲ့လိုဖြစ်ခဲ့တာဒီဇာတ်ပုံကအဓိကဟိုပါပေါ့အဲ ိမ်တောင်ရှင်မိန်ကလေးတယောက်ဆိုညီမကိုယ်တိုင်ကလည်းအိမ်တောင်လည်းမကြဘူးကလေးလည်းမမွေးဘူးဆိုတော့အဲ့တော့ဟိုအဓိကအမေပေါ့နော်အမေကိုမေးရပါဘောအမေဘလို့ဘလို့ယောက်ျားကြီးရောဘလို့နေခဲ့လဲပေါ့အဲ့လိုအိမ်တောင်ရှင်မိန်မတယောက်ဖြစ်သွားလို့ရှင်ချုပ်တီးရတယ်ထိန်းချုပ်ရတယ်အဲအများကြီးရှိရလေဒါ तू ကဘယ်လိုပြောမလဲဒီမိသားစုမှာ तू က less priority ဖြစ်သွားတာ哦အမေဆိုအဲ့အဲ့စိတ်ကိုပဲအဓိကအမေကိုမေးရပါဘောအမေကတော့ပြောပြရယ်ပြောပြရတဲ့အချိန်မှာအမေပြောရင်ဟာရယ်ပြီးတော့ဒီ character ပေါ့ ကရိုက်တာကိုဟိုကရိုက်တာဘယ်လောက်ထိသွားကျင်တာလဲပေါ့အဲအဲ့ဒါကိုညီမတို့ညှိပြီးတော့ပဲညီမအသေးအောင်ပြရပါမမေကအရင်ထဲကလည်းမျိုးရရင်ဟိုသူကလည်းဝင်ပါမဟုတ်လေလိုက်တာလည်းမဟုတ်ဘူးတော့ဒါပေမဲ့ဘာကြံပြီးတော့သူ့အဝိစာရယူဝတ်တယ်ပေါ့အဓိကဝင်နေတဲ့အမေဝိစာရယ်ပြောအမျိုးဟိုအဓိကဒီစိတ်ပေါ့နော်မိခင်တယောက်ရဲ့စိတ်အိမ်နောက်ရှင်မတယောက်ရဲ့စိတ်ပေါ့အဲ့ဒါတော့ပဲအမေကိုမေးရပါတော့မေးရမေးရဒါပေမဲ့ဒီမှာကွာရာကြတော့ညီမအမေဆိုလို့ရှိရင်တော့အပြင်မှာလဲသူက business လုပ်တယ် အဲအိတ်နောက်တောင်ဝင်လို့လည်းသူကြိတ်ပြောင်းဖမ်းဆောင်နိုင်တဲ့မိန်းမပေါ့အဲအိတ်ချိန်မှာအမေရဲ့ priority တွေကကြတော့တခြားဟာရင်လည်းဖြစ်စဉ်ဖြစ်သွားနိုင်တယ်အဲအဲ့တော့ဟိုငငယ်ရောကညီမမက်မိရဲ့ညီမချိုင်းမှု memory ကညီမအမေပေါ့ညီမအမေရဲ့ပုံစံကိုပုံဖော်ရဲအဲအိတ်အေးအမေရဲ့ character ကမှနည်းနည်းဟိုမထက်မြက်တဲ့မိန်းမတစ်ယောက်ပေါ့နော်အဲ့လိုမျိုးပြောင်းပြီးတော့ပဲကျွန်မအချင်းကက်ခဲ့ရပါဘူး။ဒါပေမဲ့အဲလွယ်တော့လွယ်တယ်ပြောရမယ်ကျွန်တော်တို့ကဇီပဲဇီရပါဆိုကျွန်တော်တို့ဒီ မလုံးလိုက်တဲ့လင်မယားကောင်ရတာကြတော့အရန်တောင်းတောင်းချစ်တဲ့လင်မယားမဟုတ်ဘူးလေကျွန်တော်ကဒီသူ့ဒီမင်းကြီးဆိုကောင်ရတာသူ့မိမယူစိတ်ပြတ်နေရတယ်ဆိုတော့ကျွန်တော်လောကသူနဲ့တွေ့ပြီဆိုတော့အဲ့ရှင်တွေပါဆိုအဲ့လိုရိုက်ပြီဆိုတော့လောကသူမျက်နှာကိုမကြည့်တော့ဘူးလောကစိတ်ပြတ်နေရဆိုတော့ဒါပေမဲ့ဇီးရရလည်းဖြစ်တယ်နော်ဟိုနှိပ်ပေးရအခန်းဆိုတော့ခင်ဗျာအဲ့နည်းနည်းတချို့တော့ဘတ်စင်းလေးပါကျွန်တော်တို့ဒီရိုက်တဲ့ဟာလေးရတာအိမ်တော်ကြီးကားဆိုတော့ အဲ့ရပေါ်အခန်းလေးတွေပေါ့နည်းနည်းပပလေးပါဒါလေးကပါလေးဆိုတော့အဲ့မှကျတော့ကျွန်တော်ကတခြားလူရှင်မှာတော့ကျွန်တော်လောက်ပြရဲတယ်အမေရှင်မှာကျတော့မလောက်ပြရဲဘူးလောက်ပြရဲတော့အင်းနေအမေကလိုက်မယ်ဆိုတော့မရအောင်အမေမလိုက်နဲ့ဘာဖြစ်လို့လဲမဟုတ်အမေလိုက်ရင်ကျွန်တော်မရတော့ဘူးလုံးဝလုံးတော့မရတော့ဘူးအဲ့လိုနဲ့အမေကိုမခေါ်ပြဘူးတခြားဟာဆိုရင်တော့ရအဲ့လိုမျိုးကျွန်တော်ကျွန်တော်ကိုယ်တိုင်အမေကိုအပြင်မှာကျွန်တော်အပြင်ပြင်ဟင်းသူကအမေကိုဆက်တတ်တဲ့ကိစ္စမျိုးလို့ဆိုတော့မရတော့ဘူးအမေရောလားအမေကလည်းပဲရှူတယ်မှမလိုက်ဘူး 妈还那么好，我就说， အဲညီမကတော့ဟိုလိုပြောမလဲရိုးရိုးလည်းမရှိဘူးအဲဒီရိုးရိုးအပြင်မှာ business လုပ်တဲ့ family ကနေပြီးတော့တယောက်ဆောင်ဝင်လုပ်တဲ့အချိန်မှာအမေတို့ကအရင်တည်းကဒါကိုသဘောတူတာမဟုတ်ဘူးအဲတော့ညီမကိုယ်ကလည်းအဲသူတို့ support မပါဘဲနဲ့ရအောင်လုပ်မယ်လို့ပြောအားချောင်ပြီးတော့အားချောင်ပြီးတော့အားချောင်ပြီးတော့လုပ်ခဲ့ရဆိုတော့အဲဟိုရှုတဲ့သနညီမမခေါ်တော့မယ်ကားထွက်လို့ရှိရင်တော့ပြရဲပြရလို့ရှိရင်အမေကအဲ့လိုနားထဲကနေသွေးထွက်အောင်ဝေဖန်ပေးရဲအဲ့လိုမျိုးတွေတော့ရှိရဲဒါပေမဲ့အမေကပြောပါရဲ character ဖြစ် စ်ပါရဲ့ပေါ့ဖြစ်ဖြစ်တယ်ပေါ့ကျွန်တော်တော့ moment ထင်းတယ်ကျွန်တော် character ကတော့ main ကြီးကတော့ချက်ချင်းစရာတခါမှမရှိတော့ဘူးဒါပေမဲ့သူ့ character ကိုတော့အဲ့လိုမျိုးသဘောကျတယ်အဲ့လိုဖြစ်မယ်ထင်ပါတယ်เนาะအဲ့လိုလိုပဲဒါပေမဲ့အပြင်မှာတော့နည်းနည်းညစ်ပတ်တယ်ပေါ့အဲမဟုတ်ကြာချိုးလေမှာသူကအဲ့ဒီရှင်တရိုက်ဖို့အစ်သုံးရက်လောက်မှသူကဖျားနေတာဖျားနေတာဆိုတော့ဘာလို့မဆော်ဘူးအင်းခေါင်းလည်းမဆော်ဘူးဈေးလည်းမချိုးဘူး မဲ့ရှူတင်းသားချင်းမှာရင်မိုးပြလာတယ်ရင်မိုးစွတ်လာတယ်အာရင်မိုးရရင်မိုးရတနတ်ဟမ်မိုးရငါ့ရဲ့ကိုသိန်းနဲ့ရမ်းမိုးရတငယ်ချင်းနောက်တနေ့တနေ့သူကြိုက်တာပုံဝင်တာပေါ့ဇနန်းပေါ့ဇနန်းချက်သွားဟုတ်ဟုတ်ဟိုညီမတို့ဒီရိုက်ခရာရေနန်းကိုရေနန်းဆိုရယ် short film ကိုဒီ Arman Entertainment Channel မှာ YouTube Channel မှာညီမတို့9ရက်နေ့ညနေ6:00နာရီကြာလို့ရှိရင်အဲ YouTube မှာတင်ပေးပါမယ်เนาะအဲ့ကြရင်လည်းအားပေးပေးကြပါလို့ ျွန်တော်တို့ဒီလုံခဲ့နည်းနည်းလောက်ကပေါ့နော်ကျွန်တော်တို့ဒီအိုင်းတိတ်လဲကျွန်တော်တို့မလုတ်တာမလုတ်တတ်ကြပါဘူးအဲ့ဒီတော့လုတ်ချင်တယ်လုတ်ချင်တယ်လုတ်ကြည့်မယ်ဆိုပြီးတော့ကျွန်တော်တို့ယူပြီးလုတ်ခဲ့တဲ့ browser တွေဖြစ်တဲ့ browser မျိုးပေါ့လားအဲ့တော့တက်တက်ညံလေးကြီးစီဦးရောဝေဖန်အားပေးပေးကြပါဦးခင်ဗျာအအမပြောလိုက်ပါအမကိုသိတယ်ဟိုအညီမအနေနဲ့ဆိုရင်တော့ညီမဒီဒီလာပေါ့နော်15 16လောက်ပိုင်းမှာညီမအဲ series တစ်ခုရှိရဲအဲ့မှာလဲညီမ audition ့ပေါ့နော်ညီမတို့ဆရာတယောက်ခေါ်လို့ audition သွားဝင်ရင်းနဲ့တကန်ကောင်းပြီးတော့ပေါ့နော်ညီမ main character လေးတကူရသွားတယ်ပေါ့အဲ့ဒါလေးတော့ရှိမယ်ညီမအနေနဲ့ညီမတို့အပွင့်အနေနဲ့ thank you ပါညီမတို့အပွင့်အနေနဲ့ဆိုလို့ရှိရင်ညီမတို့အပွင့်အနေနဲ့ဆိုလို့ရှိရင်ညီမတို့နောက်လနောက်လရဲမှာပေါ့နော်နောက်လရဲမှာညီမတို့လွန်ခဲ့တဲ့တစ်နှစ်ပေါ့နော်မနှစ်ကဒီလိုချိန်လောက်မှာညီမတို့စပြီးတော့အဲပတ်စံစုပြီးလောက်ကြမယ်ဆိုပြီးတော့ပတ်စံစစုပတ်စံစုရမပြည့်ခဲ့ပတ်စံစုမပြည့်သေးဘူးအဲ့ပတ်စံစုနေတဲ့အချိန်မှာညီမတို့ရေးထားရဲ့လို့ဇက်လေးတစ်သက်ရှိရတယ်ညီမတို့ဒီတငယ်ချင်းတွေပဲညီမပါမယ်သူပါမယ်ပြီးတော့ညီမတို့အခွဲတွေကတချို့ပါမယ်ပေါ့နော် အဲဟိုကော web series လေးတခုဟာဟာတာကဟာတာပေါ့ဒီညီမတို့ဒီအမှုပညာလောကမှာအဲစ조사ရုံးကန်နေရတဲ့လူငယ်တွေပေါ့နော်အဲ့ဒီညီမတို့လိုမျိုးပေါ့လူငယ်တွေအကြောင်းကိုရေးထားရဲ့အလိုဇက်လေးတစ်ဇက်ပေါ့အဲ့ဒါလေးရောညီမတို့နောက်လာရဲမှာ web series ပေါ့နော်ညီမတို့ producer လေးရပါပြီ producer လေးရပါပြီဆိုတော့ညီမတို့စပြီးတော့လုပ်မယ်အဲ့ပြီးခဏလာပိုင်းလောက်ပေါ့နော်ခဏလာပိုင်းလောက်မှာ မတို့အရှိမရိုက်ခဲ့ဘူးရဲ့ shop plan တခုပေါ့နော်အဲ့တော့ညီမတို့ series အနေနဲ့ဟောက်ပြန်ပြီးတော့လုပ်ဖို့ရှိပါတယ်ဟောက်အဲ့မှာလည်းသူပါမယ်အဲ့အဲ့အရတော့ကျွန်တော်ဘုံကြီးရင်ခုံတယ်ပေါ့အဲ့လိုမျိုးတော့မတူတဲ့မင်းကြီးနဲ့မတူတဲ့ character တခုထွက်လာတယ်ထင်တယ်ထွက်လာမှာထွက်လာမှာထင်တာမဟုတ်ထွက်လာမှာထွက်လာမှာအဲ့ဒါတော့လုပ်ယူအောင်မယ်ကျွန်တော်ကညီမတို့အရှိရအဲ့ထွက်ခဲ့တဲ့ shop plan က character ပဲပေါ့အဲ့ character ကတို့ထပ်ပြီးတော့ character development လုပ်ထားတယ်ပေါ့အဲ့ဒီ set လေးဆိုရင်လည်းအရှိရအဲ ရိသတ်တွေလက်ခံခဲ့တဲ့ဇက်ထက်ပိုကောင်းပြီးတော့ပို့ပြီးတော့မိုက်တဲ့ဇက်တစ်ဆက်ထပ်ဖြစ်လာပါပါ။ဘုရားတမန်ကြီးက